ခဏရသားသမီးမရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်လွင်မပါစေ။2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှအိမ်နေရာအလုပ်နေရာတွေမှာကောင်းတဲ့ကောင်းသော အပြောင်းအလဲမျိုးနဲ့ဂျူလီယာတက်တဲ့သားသမီးအောက်လက်နေသာအတွက်ကိုလည်းပူပင်သောကကြီးဒီနေ့အတွက်တအားများနေတတ်တဲ့တတိသာနော်ငွေပြောက်တာတခိုးခိုးခံရတာငွေရေးချေးအတွက်တွေကိုဒီနေ့မှပူပင်သောကကြီးတအားများတတ်တဲ့ကျမ်းမာရေးအနေနဲ့လည်းတတိသာနော်လက်မှထိခိုက်တန်ရရတတ်တဲ့အချီရေးမှာတော့ဝေးလီကောင်းလီဖြစ်နေတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ရှစ်ဖြစ်ပြီးတော့ကံကောင်းတဲ့အကြောင်းမှာ အပြာရောင်နဲ့ခရမ်းရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာကြာစံကျော်ကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနီရသာသမီမရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့တနင်္လာသာသမီများအတွက် တနေ့တာဟော့စဒန်ဖြစ်ပါတယ်။တနေ့လာသားများအတွက်ဒီနေ့မှာစက်တူကိစ္စ၊ရှယ်ယာကိစ္စများနဲ့ပတ်သက်ပြီးတော့ အထူးကောင်းမွန်တဲ့အစီအပြေအောင်မြင်နေနော်ပညာအသစ်တကူရတတ်တယ်သင်တန်းတရတတ်တယ်ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာဒီနေ့အစီအပြေအောင်မြင်မယ်နော်မိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးတိုင်းဒီနေ့အတွက်မှာ သူတို့ပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တယ်သူတို့အတွက်ကိုကိုကစိတ်ရှုပ်ရတာစိတ်ငြိရတာစိတ်တော့ကတွေတအားကြီးကိုများနေရတတ်တယ်ကျမ်းမာရေးအနေနဲ့လည်းတတိတာနော်ခေါင်းတစ်ချမ်းကိုက်တတ်တယ်အခြေအမှလည်းပါရတယ်နော်အကျိုးပေးတဲ့ ဲ့ကဏ္ဍကတော့တင်းနဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအဝါရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာအုံတို့ခောက်ဆွဲကလူပေးရမှာဖြစ်ပါတယ်အုံတို့ခောက်ဆွဲအစင်မပြေသမင်းစီစံ၃ဘွဲကလူပေးလို့ရတယ်နော်ခொနည်းရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေက တက်တက်စင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာ လူမျိုးကြားဘာသာကြားတွေရှိကနေပြီးတော့မရည်ရွယ်ပဲမထင်မဖဲနဲ့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေဒီနေ့ရရှိတတ်တဲ့ရွှေလဝိတရဏပစ္စည်းတွေအဖို့တန်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့မှာအဲ့ဒီအတွက်တွေကိုစိတ်တော်ကတွေစိတ်ရှုပ်စရာတွေဂျူလီယာတတ်တဲ့ဒီနေ့မှာအင်္ဂါသားသမီးတွေအတွက်အထူးသတိထားနော်သူတစ်ပါးကမိမိကိုချောက်တွန်းတာအထင်လွဲခံရတာဆွဆွဲခံရတာမျိုးတွေမိမိပုံမှာဂျူလီယာတတ်တဲ့ ကျမ်းမာရေးအနေနဲ့လည်းတတိတာနော်ခြေတော့မှာထိခိုက်တန်ရာရတတ်တဲ့ချစ်သူစီကနေပြီးတော့တည်ငောင်းကြရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့ခုံဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအိမ်ရှိဖျားမှာလက်ဖက်သုံးကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ိတ်ထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့ဘုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဘုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာမိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးတော့ရင် အစုဆက်သူရှယ်ယာကိစ္စတွေလုပ်ငန်းတွေပေါ်လာတတ်တယ်လောက်ကင်မဲ့ဆိုဒီနေ့အတွက်ကောင်းတယ်အစဉ်ကြီးတယ်အောင်မြင်တယ်နော်အဝိအထက်ထီးဖနက်နိုင်ရည်ဒီနေ့မှာလက်ဆောင်ရတတ်တယ်အချီရေးမှာတော့အချီရေးနဲ့အင်တော်ကြီးမှာတူတော့ကိုတူကဥပန်တော့ကလေဒီနေ့မှာညနေရတတ်တယ်ကျမရဲ့အနေနဲ့တတိထားနော်ခါနာရာခါမြက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့ ခုံဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကအစိမ်းရောင်နဲ့အစိမ်းရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအရှိပြားမှာစပယ်ပန်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနည်းရသတိမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ဣဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကပန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်ဝင်မပါစေ 2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့ဂျာကာပရိသသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်ဂျာကာပရိသသမီများအတွက်ဒီနေ့မှအလုတ်ကို အရှိန်အဟုန်နဲ့တို့ချက်တင်တဲ့နေမျိုးဖြစ်ပါတယ်အရှင်ပြေအောင်မြင်မယ်နော်အတိုက်အခံတွေမှန်သမျှလည်းဒီနေ့မှအနိုင်ရနိုင်တော့လေကိုယ့်ရဲ့ မိတ်ဆွေရင်းနေနီးကက်ဒူရင်းများကိုယ့်တစ္ဆာပေါက်တာကိုယ့်ဒုက္ခပေးတာမျိုးတွေတော့ဒီနေ့မှခံရတတ်တဲ့တတိယเนาะငွေရေးချေးမှလည်းအိမ်နီးရေးကိစ္စတွေမှလည်းငွေရေးချေးတွေကိုအကြောင်းပြုပြီးတော့တူနဲ့တူကဒီနေ့လွဲတာအမြင်တွေမကြည်တာစကားများတာပြဿနာတက်တာမျိုးတွေလေဒီနေ့ဖြစ်တတ်တယ်အခြေအမှလည်းကြားလေသွေးလို့ဝေးနေရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့ လေးနဲ့ကိုးဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအနက်ရောင်နဲ့မရမ်းရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာရှောက်သီးသုံးကက်လူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ရှင်အောင်မြင်ပါပါစေ။ 2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ် ။ပေါကြသားသမီးများအတွက်ဒီနေ့မှာကိုကိုအလုပ်ထဲမှာမနာလိုတဲ့သူတွေအတိုက်အခံတကူတကအတိုက်ခံလုပ်ချင်တဲ့သူတွေများနေတတ်တဲ့ငွေရေးချေးကံတွေဒီနေ့မကောင်းဘူးနော်။ငွေရေးချေးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေကိုဒီနေ့မှာအထူးသတိထားပြီးဆောင်ရွက်နော်။အစင်မပြေဖြစ်တတ်တဲ့စက်ပစ္စည်းတွေပျက်စစ်ပစ္စည်းတွေဒူးတဲ့ကြီးတဲ့ပျက်စစ်ပစ္စည်းတွေတကူပြီးတကူထွက်တာပြက်တာ ပြုပြင်ပြင်ဆင်ရတာလည်းတအားကြီးများတတ်တယ်။ကျမရဲ့အနေနဲ့လည်းစိတ်နဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တာဒုက္ခပေးတဲ့တဲ့အချစ်ရေးမှာตายရတယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ရှစ်ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှာညီညွတ်အောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာကြောက်ကြောကလူပြားမှာဖြစ်ပါရဲ့ရှင်။ခொနည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှမ်းမပါစေ2025ခုနှစ်နှဝင်ပါလာလေးရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစတမဲဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာမိတ်ဆွေအဟောင်းတွေအဆက်အဟောင်းတွေနဲ့မရည်ရွယ်ပဲမတင်မပေးနဲ့ပြန်လည်စုံစည်းရတဲ့အိမ်ကို ဖျားပုံတော့ဘိုးတော့ပုံတော့ရမ်းတော့ပုံတော့ကြွလာရင်ဒီ80ရာခိုင်နှုန်းဒီပေါကင်းရှိတယ်เนาะငွေရေးချေးတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာအလုံးလိုက်ရင်လိုက်ထုတ်လိုက်ထဲလိုက်ဝင်လာတတ်တယ်အိမ်ကြီးရေးမှလည်းဘာမဟုတ်တယ် ပြဿနာတည်တည်လေးရမဖြစ်စလောက်ပြဿနာတည်တည်လေးရစပြီးတော့စိတ်ပူပင်စရာများနေလေဂျုံဒီရတတ်တဲ့ချစ်သူစီကနေပြီးတော့တည်ငောင်းချရတတ်တဲ့ကျမ်းမာရေးအနေနဲ့တည်တည်ချာနော်ခေါင်းမူရဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့နှစ်ဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့မိမိအိမ်ရှိပြားမှာ چازان جیا کلیم پیام آپی بایشین